Israel launched Operation Rising Lion. အစ္စရေးကအီရန်ကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။စစ်ပွဲမှာတော့အစ္စရေးကလက်ဦးအောင်ရယူလိုက်တဲ့သဘောထားဖြစ်နေပါတယ်။အစ္စရေးကဝန်ကြီးကလည်းတီးပြုတ်ကျညာပါတယ်။အင်အားကြီးနိုင်ငံတစ်ခုကြားစစ်မှန်အပြည့်စုံဖြစ်ပေါ်မှာကိုဆွေးနွေးမြင့်တက်နေပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုဘီယိုရဲ့ထုတ်ပြန်ချက်မှာတော့ဒီတိုက်ခိုက်မှုမှာအမေရိကန်မပါဝင်ဘူးလို့ဆိုပါတယ်။အီရန်ဟာအမေရိကန်ရဲ့ကြိုးစည်းပွားနဲ့ဝန်ထမ်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းအစ္စရေးအနေနဲ့မလုပ်သင့်ကြောင်းထုတ်ပြန်ချက်မှာပါပါတယ်။အစ္စရေးကအီရန်ကိုကြိုတင်တိုက်ခိုက်မယ်လို့ကြေညာပြီးတော့တီဟီရန်မြို့တော်မှာပေါက်ကွဲမှုတွေလေကြောင်းရံကာကွယ်ရေးအချက်ပေးတန်တွေမြည်ဟီးနေပါတယ်။အီရန်ပြစ်မှတ်ထားတဲ့နေရာတွေကတော့အိမန်ခုံမနီလေစိတ်လာဗီဇန်ဒေတာပါချန်းစစ်ချက်စကန်တာရီယန်တမ်လော်နယ်မြေဒါအပြင် နိုဘန်နီရဲ့ဒေတာတို့ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနေရာတွေမှာဒီမပြုတ်နိုင်တဲ့သတင်းတွေအရဣရန်စစ်တပ်မှာအရေးပါတဲ့ဗိုလ်ချုပ်ကြီးတချို့ပါတေဆုံးခဲ့တယ်လို့ဆိုပါတယ်ဣစရေလကအဲ့ဒီစစ်စင်ရေးကို Rise Lion စစ်စင်ရေးလို့ခေါ်ပါတယ်ဒီတိုက်ခိုက်တဲ့အထက်မှာ NADS လို့လူသိကြတဲ့ nuclear ဆော့အုပ်တွေတိုက်ချင်းပစ်ဒုံးကျည်စက်ရုံတွေ IRGC ခေါ်တဲ့ အီရတ်အစ္စလာမစ်တော်လှန်ရေးအစောင့်တက်တွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအင်အားတွေအကုန်ပါပါတယ်ဒီတိုက်ခိုက်မှုကြောင့်မြို့တော်တီဟီရန်မှာပေါက်ကွဲမှုကြီးတွေတုံ့ခါသွားပြီးရေနီယန်တပ်စစ်စေုံတွေတိုက်ခိုက်ခံရတယ်လို့အတည်ပြုပါတယ်အစ္စရေးကဝေဝန်ကြီးအစ္စရေးကစ်ကနိုင်ငံရေးပေါ်အခြေအနေကိုဝန်ကြီးချုပ်ကကြေညာကြောင်းပြောပြီးအီရန်ဘက်ကနေဒုံးကြီးတွေဒရုန်းတွေနဲ့ပြက်လဲပစ်ခတ်နိုင်တဲ့အန္တရာယ်ရှိတာကြောင့်ပြည်သူတွေသတိထားနေထိုင်ကြဖို့ဆိုပါတယ် အီရန်ကတော့အဆုံးစွန်ဒီပြန်လဲတိုက်ခိုက်မယ်လို့ပြောပါတယ်လောလောဆယ်အစ္စရေးရဲ့အဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်တဲ့ဒုံးကြီးတွေကြောင့်အီရန်ရဲ့လေကြောင်းရံကာကွယ်စနစ်တွေဟာဘာမှမလုပ်နိုင်ပဲလက်မှန်ချနေရတဲ့အနေအထားဖြစ်နေပါတယ် တိုက်ခိုက်မှုကြောင့်အီရန်ဒေါ်လာရင်းစောင့်တက်မှုဗိုလ်ချုပ်ကြီးဟိုစိန်ဆလာမီတေဆုံးခဲ့ပြီးတခြားစစ်ပဆိုင်ရာအကြီးအကဲခေါင်းဆောင်တွေနဲ့နျူကလ িয়ার တိုက်ပွဲပညာရှင်တွေလည်းအတိုက်ခိုက်ခံရတယ်လို့သတင်းတွေကရေးသားနေပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကတော့အစ္စရေးသမိုင်းမှာအဆုံးဖြတ်ပေးရမယ့်အခိုက်အတန့်ပဲလို့ဆိုပါတယ်။နျူကလ িয়ার ပုံပဲထိန်းတုံးကြီးစီစဉ်တဲ့နာတန်ယူနီယံတပ်စစ်ရုံနားမှာလောက်ကနေတဲ့အီရန်တိုက်ပွဲပညာရှင်တွေအဓိကထားပြစ်ခတ်ခံရပါတယ်။ မြန်မြန်တက်တဲ့တွေကတော့စေဝန်ဒီပေါက်ကွဲတဲ့နေပြင်းထန်စွာကြာရပြီးနိုင်ငံကောင်းဆောင်တွေကလုံခြုံရေးထိပ်သီးစည်းဝေးကိုကျင်းပနေပြီလို့ပြောပါတယ်။ဒါအပြင်အဲ့ဒီလိုမျိုးအစ္စရေးတိုက်ခိုက်မှုတွေဟာဒုံးကြီးပေါင်းဒါဇင်ပေါင်းများစွာနဲ့တိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဤရမှာရပိုင်းနဲ့နျူကလ িয়ার ပေါင်း15လုံးလုံးဖို့လုံလုံးတဲ့ပစ္စည်းတွေရှိတယ်ပြောပါတယ်။ အီရန်ကိုအစ္စရေးရဲ့လက်ဦးမှုရယူပြီးတော့တိုက်ခိုက်မှုပြီးအစ္စရေးနဲ့အရက်သားပြည်သူတွေကိုအီရန်ကလည်းတိုက်ခိုက်လာနိုင်ကြောင်းဆိုပါတယ်။အစ္စရေးနဲ့အီရန်စစ်ပွဲဖြစ်ပြီးတဲ့နောက်ကမ္ဘာ့ရေနံစည်းအင်ဂျင်နုံတွေတဟုန်လုံးမြင့်တက်သွားပါလေ။လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်တော်လှန်ရေးစောင့်တပ်ဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီလည်းသေဆုံးသွားပြီလို့သိရပါတယ်။ နိုင်ငံထောင်လိုင်းစင်ကံသာမှာတော့အစ္စရေးရဲ့အဲ့ဒီလိုတိုက်ခတ်မှုမှာအီရန်ရဲ့ထိတ်တန်းစစ်ဘက်ဆိုင်ရာအကြီးအကဲတွေသေဆုံးသွားနိုင်ကြောင်းပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်တပ်အကြီးအကဲပါဝင်ထိတ်သီးစီစဉ်ချမှတ်သူတွေရှိတဲ့နေရာတွေကိုဒီကထားပြစ်မှတ်ထားတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ Iran Revolution Guard ရဲ့အမြင့်ဆုံးကောင်းဆောင်တွေပါဝင်နိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Iran Israel တင်းမောင်းမှုရှင်မြင့်တက်လာတာကြောင့်နိုင်ငံတကာဈေးကွက်မှာလည်းယုံရင်ဆန်ခတ်ဖြစ်နေပါတယ်။ Crypto ဈေးတွေကလည်းအောက်ဆုံးထိထိုးကျနေပါတယ်။ရေနံစင်းစင်းလုံးတွေလည်းအဆမတန်မြင့်တက်နေပြီးအရှေ့အလယ်ပိုင်းတည်ငြိမ်ရေးကိုထိခိုက်နိုင်တာဖြစ်ပါတယ်။ကမ္ဘာလုံးစားစီဈေးနှုန်းတွေလည်းမတည်မငြိမ်ဖြစ်နေတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းမဟုတ်ပြောချင်ပါလေအိန္ဒိယခီးသည်တင်လင်းကြီးပြတ်ကျမှုမှာလိုက်ပါလာသူ240ကျော်သေဆုံးသွားတယ်လို့ဆိုပါတယ်ခီးသည်242ဦးတင်ဆောင်ထားတဲ့ခီးသည်တင်လင်းကြီးဟာအိန္ဒိယနိုင်ငံနောက်ပိုင်းအာမတ်ဒါဘတ်မြို့ကနေလန်ဒန်ကိုပြန်သန်းစဉ်ပြတ်ကျမှုဖြစ်ပေါ်ရမှာတဦးသာကျင်ပြီးခီးသည်အလုံးအသက်ရှင်ကျင်းသူမရှိနိုင်ဘူးလို့ဆိုပါတယ်လင်းကြီးဟာလူနေရပ်ွက်တဲ့ပြတ်ကျခဲ့ပြီးတော့မြေပြင်ပေါ်ကလူတွေလည်းထိခိုက်သေဆုံးမှုတွေရှိပါတယ် လေရင်ဟာဆရာဝန်တွေတဲခုန်နေတဲ့အဆောင်ပေါ်ပြတ်ကျခဲ့တာပါလက်ရှိချင်းဒီအလောင်းတရာကျော်ရှာဖွေတွေ့ရှိထားပြီးဒဏ်ရာရသူတွေကိုတော့အနည်းနာကစေုံတွေကိုပို့ထားတယ်လို့ဆိုပါတယ်ဒဏ်ရာရသူတွေကလည်းဒဏ်ရာတော်တော်လေးပြင်းထန်တယ်ဆိုပါတယ်အာဏာပိုင်တွေကတော့ဖြစ်စဉ်ကြောင့်လူများပြားသေဆုံးသောပြောထားပြီးထိခိုက်သေဆုံးမှုတွေကိုအသေးစိတ်ထုတ်ပြန်တာမရှိဘဲရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေပါတယ်လေရင်ပေါ်မှာခီးတဲ့နဲ့လေရင်မှူတန်းပေါ်ဝင်လူ142ဦးလိုက်ပါခဲ့တယ်လို့အိန္ဒိယရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့အကြီးအကဲက APD နဲ့ဟန်တာကိုပြောပါတယ်လေရင်ဟာဘောအင်း78 78 Dreamliner မျိုးစားဖြစ်ပါတယ်။လေကြောင်းခြေရာခံ website flight trader 24ဆိုရာလေယာဉ်ဟာပြန်တပြီးစက္ကန့်ပိုင်းကြာအမြင့်ပေ625ပေအရောက်မှာပြတ်ကျခဲ့တာပါ။လေယာဉ်ပေါ်မှာပြည်ထောင်နိုင်ငံသား35ဦး၊အိန္ဒိယနိုင်ငံသား169ဦး၊ကနေဒါနိုင်ငံသား2ဦးနဲ့ပေါ်တူဂီနိုင်ငံသားတွေလည်းပါပါတယ်။ Boeing 787 78 Dreamliner လေယာဉ်ဟာ2009မှာစတင်ထောင်ခုတ်ပြီးအစင်းရဲ့တထောင်ကျော်ဟာ လေကြောင်းလိုင်းတောင်စင်ပေါင်းများစွာမှာပြည့်ဆွဲနေပါတယ်။ခုလိန်ပြကြမှုကြောင့်အမေရိကန်မှာဘုံအင်းအစုရှယ်ယာတွေဟာ၈၀၀ခန်းတောင်ထိကျဆင်းသွားပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်အရှေ့လယ်ပိုင်းမှာလူကြုံတင်မှတ်လာတဲ့အခြေအနေကြောင့်အီရတ်နိုင်ငံမြို့တော်ဘဂဒတ်ကအမေရိကန်တန်ယုံမှာမရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းချုပ်ကလွယ်လို့ ကျန်ဝင်တဲ့နေမိသားစုဝင်တွေဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့အမေရိကန်စုရကညင်ကြပါတယ်။ဘက်တက်ကလည်းခုလိုထွက်ခွာခိုင်းတဲ့အကြောင်းရင်းကိုတော့အမေရိကန်အနာပိုင်တွေကမပြောပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကပြုတ်တဲ့အီရန်နဲ့နျူကလ িয়ার ဆုနီယာမှာသဘောတူညီမှုမရပဲရပ်ဆိုင်းသွားတဲ့အခြေအနေကြောင့်လည်းဖြစ်ပါတယ်။အခုချိန်မှာအီရန်ကိုအစ္စရေးကစတင်တိုက်ခိုက်တဲ့အတွက်ကြောင့်အခြေအနေကပိုဆိုးနေပါတယ်။အီရန်နျူကလ িয়ার ဆင်နဲ့ပတ်သက်လို့အမေရိကန်နဲ့အီရန်တို့ရဲ့ရည်ရွယ်ချက်ပေါင်းများစွာဆွေးနွေးခဲ့ပေမဲ့ဇွန်17မှာတော့ တမတ်ထရန့်ကအီရန်ရဲ့ယူနီယံတန့်စင်မှုရပ်တန့်နိုင်မှုပေါ်ယုံကြည်မှုနည်းလာပြီးပြောပါရစ်အီရန်ပြင်ဘာရင်ကိုဝိတ် UAE နဲ့အရှေ့လက်ပိုင်းဒေသတော်ကအမေရိကန်ဝန်ထမ်းတွေရဲ့မိသားစုတွေစံနာလျောက်ထောက်ခံခွင့်ကိုလည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပိတ်ဟာဆက်ကခွင့်ပြုပေးထားပါရစ် ဒီလိုနဲ့အရှိလေပိုင်းဒေသကဝန်ထမ်းတွေကိုထောက်ခခိုင်းတဲ့ပေါ်တမထန်ကအနေရှိတဲ့နေရာတခုဖြစ်နေတာကြောင့်သူတို့ကိုရွှေ့လိုက်တာပါ။ဘာဆက်ဖြစ်ရမလဲဆက်တွေ့ရမှာပေါ့လို့တမထန်ကဆိုပါလေ။ဒါအပြင်အီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တယ်မှာမဟုတ်ပါဘူး။ဒါရှင်းပါလေ။ကျွန်တော်တို့ခွင့်ပြုမှာမဟုတ်ဘူးလို့ထန်ကဆိုပါလေ။အီရန်မှာအခြေစိုက်ထားတဲ့အမေရိကန်တပ်ဖွဲ့ရေတော်ကတော့2500ခန့်ရှိတယ်လို့အမေရိကန်ကာကွယ်ရေးဌာနကသိရပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။ ထရန့်ကိုဝေဖန်တိုက်ခိုက်မိတဲ့ post တွေအတွက်နောက်တော့ရမိပါတယ်လို့ billionaire Elon Musk ကပြောပါတယ်။ billionaire Elon Musk က American သမ္မတထရန့်ကိုတိုက်ခိုက်ခဲ့တဲ့သူ့ရဲ့ social media post တွေအတွက်နောက်တော့ရအကြောင်းဝန်ခံလာပါတယ်။တချို့တိုက်ခိုက်မှုတွေဟာအရန်လွန်သွားပါတယ်။ Elon Musk ကဝန်ခံကြောင်းပြောပါတယ်။ပြီးခဲ့တဲ့ဘက်တစ်ဘက်ကသမ္မတထရန့်ရဲ့အခွန်နဲ့အသုံးစိတ်ဥပဒေမူကြောင်းကို Elon Musk ကပြင်းထန်ဝေဖန်ခဲ့တဲ့နောက်အချိန်ကအရင်နှီးဆုံးမဟာမိတ်ဖြစ်တဲ့သူတို့နှစ်ဦးကြားသဘောထားကွဲလွန်မှုတွေပြင်းထန်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေတွင်မှ Elon Musk ကထရန့်ကို ဆွဆွဲပြစ်နေတာတွေပြုလုပ်ဖို့တိုက်တွန်းတာတွေအထိလုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ဆိုရှယ်မီဒီယာမှာအဲ့ဒီ post တွေပြန်ဖြတ်သွားပါတယ်။ထွန်းကလည်း Elon Musk ဟာယူသွားပြီလို့ပြောပါတယ်။ Elon Musk ရဲ့ company နဲ့ချုပ်ဆိုထားတဲ့ Federal ဆိုရဆာချုပ်တွေကိုဖြတ်သိမ်းပြစ်မယ်လို့ပြောပါတယ်။ဒါပေမဲ့မနေ့ကလွတ်တဲ့သတင်းစာရှင်းပွဲမှာအင်ဂျီရောပြောရေးဆိုခွင့်ရှိသူကတော့အဲ့ဒီဆာချုပ်တွေနဲ့ပတ်သက်ပြီးဘာမှပြောခြင်းမရှိပါဘူး။ သမ္မတထွန်းသဘောထားကတော့ Elon Musk နဲ့ရေရှည်တိုက်ပွဲဖြစ်လို့တဲ့ဆန္ဒမရှိဘူးပြောသူတို့တစ်ဖက်မှာလည်း Elon Musk နဲ့ဆက်ဆံရေးကိုအရင်လိုပြန်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက်မရှိဘူးဆိုပါတယ်။သတင်းရင်းမြစ်တွေပြောကြကြရ Elon Musk ဟာလာမယ့်2026နိုဝင်ဘာဂျားဖြတ် Congress Little Rock ဘက်မှာ Republican နဲ့ခတ်တွေ့စမယ့် Party တစ်တခုထူထောင်နိုင်ခြင်းရှိတယ်လို့သိရပါတယ်။ Elon Musk ရဲ့သဘောထားတွေကဘာမှခံမှန်းလို့ရတာမဟုတ်တဲ့အတွက်ကြောင့်သူပြောတာတွေကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယုံကြည်မှုတွေရှိနေကြပါတယ်။နောက်ထပ်သတင်းပေါက်ပြောချင်ပါတယ်။ ်မြောက်ကိုရီးယားဘက်ကအတန်ချဲစက်တွေနဲ့ဝါရဖြန့်ထုတ်လွှင့်မှုတောင်ကိုရီးယားကရပ်ဆိုင်လိုက်ပါတယ်နိုင်ငံခြားယုံကြည်မှုတွေပြန်တည်ဆောက်ဖို့စ조사မှုတစ်စိတ်တစ်ပိုင်းဖြစ်တောင်ကိုရီးယားဟာနေဆက်ကနေမြောက်ကိုရီးယားဘက်ကိုအတန်ချက်စက်တွေနဲ့ဝါရဖြန့်ထုတ်လွှင့်တာဆိုင်းငံ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောပါတယ်ကိုရီးယားနှနိုင်ငံခြားဆက်ဆံရေးတိုးမြှင့်မယ်လို့ရေကောက်ပွဲမဲ့ဆက်စည်းရုံးရေးမှာကြေညာခဲ့တဲ့လေကြီးမြောင်းသမရဖြစ်လာပြီးနောက်တစ်ပတ်ကြာမှာဝါရဖြန့်ထုတ်လွှင့်မှုတွေကိုအားကြီးဆိုင်းငံ့လိုက်တာပါ ဒီလိုဆောင်မှုဟာကိုရီးယားနှစ်နိုင်ငံကြားယုံကြည်မှုပြန်တည်ဆောက်ဖို့နဲ့ကိုရီးယားကျွမ်းသမ်းမှညီငယ်အရေးဖို့ရည်ရွယ်တယ်လို့တောင်ကိုရီးယားစစ်တပ်ကဆိုပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားလူခွင့်ချိုးဖောက်မှုစောင့်ကြည့်အဖွဲ့တွေကတော့ဒီလိုရဆိုင်တဲ့ပေါ်ဝေဖန်မှုတွေရှိနေပါတယ်။အကြသေးမိနစ်တွေအတွင်းတောင်ကိုရီးယားရဲ့ထုတ်လွှင့်မှုတွေမှာကိုရီးယားနှစ်နိုင်ငံကြားပြင်ပကဘာရဲ့သတင်းတွေပြင်တောင်ကိုရီးယားနဲ့ဒီမိုကရေစီရဲ့ဘဝနေထိုင်မှုတွေပါပါတယ်ဒီလိုထုတ်လွှင့်မှုဟာမြောက်ကိုရီးယားပြည်သူတွေအတွက်မရှိမဖြစ်ပေါင်းကူးဖြစ်ပြီး သူတို့ကိုမေးမထားကြအောင်အသိပေးချက်ဖြစ်တယ်လို့လူခွင့်ရင်ဖွင့်တယ်ကပြောပါလေ။နော်ကိုရီးယားကတော့တောင်ကိုရီးယားရဲ့ဝါဒဖြန့်ထုတ်လွှင့်မှုဟာစစ်ပွဲတွေဖြစ်တယ်လို့ယူဆထားပြီးဒါတွေကိုဖောက်ခွဲတိုက်ခိုက်မယ်လို့ချိန်ချောက်ထားပါတယ်။တောင်ကိုရီးယားဟာဒီလိုထုတ်လွှင့်မှုတွေကို6နှစ်ကြာရန်နာထားပေမဲ့ တောင်ကိုရီးယားဘက်ကမြောက်ကိုရီးယားကအမိုက်မူပြမူပေါ်နဲ့လွတ်တင်ပြီးနောက်ပြန်ဆတင်ခဲ့တာပါ။နိုင်ငံငယ်နယ်စပ်ဒေသတွေကတော့လက်ရှိရက်ဆိုင်မှုကိုကြိုးစားကြောင်းပြောပြီးဖက်ပေါ်နာတဲ့အတန်ချက်ဆက်အတန်ကြောင်းတခါတရံညတကောင်အချိန်မှာတော့မှစိတ်မသက်မသာတော်လို့ခြောက်ချရတာတွေရှိတယ်လို့ပြောပါလိမ့်။နောက်ထပ်သတင်းပေါက်ပြောချင်ပါတယ်။ ထိုင်းနိုင်ငံမှာ2025ခုနှစ်တွင် COVID-19 ကိုဆက်ခံရသူ၄သိန်းကျော်တိရှိလာပြီးဗန်ကောက်မှာနေဆင်ကူးစက်မှုတွေအများဆုံးဖြစ်နေပါတယ်။အခုနှစ်တွင် COVID-19 တည်ပြီးလူနာစုစုပေါင်း၄သိန်းကျော်ရှိနေပြီးမြို့တော်ဗန်ကောက်မှာနေဆင်ကူးစက်မှုအများဆုံးဖြစ်ကြောင်းရောဂါထိချုပ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ယောဂကုသခံရမှုအတွက်ရှိလူနာ9529ဦးမှာပြင်ပလူနာ9164ဦးနဲ့စေုပ်တက်လူနာ363ဦးပါဝင်ပါတယ် နောက်ဆုံးစည်းရာ2025ဇန်နဝါရီတရနေ့ကစပြီးစုစုပေါင်းလူနာ၄သိန်း၃၉၀၀ကျော်တိတိုးလာတာပါ။တည်ဆုံးသူ6ဦးထပ်မံရှိတဲ့အတွက်စူပါကာလာမှာကိုဗစ်ကြောင့်တည်ဆုံးသူစုစုပေါင်းလူ130ရှိလာပါပြီ။စုံစစ်တဲ့နေ့ကကိုဗစ်နဲ့ဒီကိုဆက်မှုအများဆုံးပြည်နယ်၅ခုကဘန်ကောက်နဲ့ကွန်ရက်ချီစ်မှာစူပန်ဘူရီ၆မူရီနဲ့ခွန်ခေးတို့ဖြစ်ပါလေ။ခလင်းငယ်တွေနဲ့အသက်60နဲ့ထက်နန္ဒရှိယောဂ9မျိုးနဲ့တခုရှိသူတွေ ကိုဝင်စနစ်ဘက်ကျော်ကိုဆောင်မျိုးသမီးတွေကိုဆက်မှုနုံမြန်မာတဲ့ဒေသတွေမှာကိုကျမရေးကိုဂရုစိုက်ဖို့တိုက်တွန်းထားပါတယ်။ဖြားနာချောင်းစိုးလေချောင်းနာနှာရည်ရိုးလက္ခဏာတွေခံစားရရင်နှာခေါင်းစီးတွေတက်ဖို့ကိုကုတ်ကိုတိကျခွဲထားဖို့ချက်ချင်းစိတ်ကူးတမှုခံယူဖို့လဲနှိုးဆော်ထားတယ်လို့သိရပါတယ်။